မော်တော်ကားနဲ့ဆက်ဆက်ပစ္စည်းတွေရောင်းချမယ်အထူးဝန်ဆောင်မှုပြပွဲကိုလာမယ့်အောက်တိုဘာ30ရက်နေ့ကျရင်ရန်ကုန်မြို့မြို့မကွယ်မှာပြသရောင်းချပါတော့မယ်။ကားရောင်းသူနဲ့ဝယ်သူကြားဓာတ်ရိုက်တွေ့ဆုံနိုင်မဲ့ဒီပြပွဲဘာတွေထူးကြမလဲ။ဘာတွေအားသာချက်ရမလဲ။ကားပြပွဲပြကမ်းပေါင်း200နီးပါးမှာကုမ္ပဏီပေါင်းယာနဲ့ချီပြီးကားစီးရ900လောက်ပြသသွားမှာဖြစ်တယ်လို့ကားလှဆင်ပစ္စည်းဆက်စီနဲ့ချောစီကားတာယာနဲ့ကားပူပစ္စည်းကားနဲ့ဆက်ဆက်ပစ္စည်းတွေပြင်ဝန်ဆောင်မှုတွေပါပါဝင်မှာမို့ ပြပွဲလာသူတွေအနေနဲ့အများကြီးအကျိုးရှိမှာပါလို့ဒေါက်တာဆိုးထွန်းကပြောပါတယ်ကျွန်တော်တို့ရောင်းချတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ဒါရေးကြရောင်းချတဲ့စနစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဘန်လဲကျွန်တော်ဖွင့်လှစ်ပေးတာပါတယ်နောက်တစ်ခါကန်ဆန်းမဲပါတယ်အဲ့ဒီအပြင်ကိုထူးခြားတဲ့အားများခုပါပါလဲဆိုနံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ကာလာဝယ်တဲ့ပြည်သူအနေနဲ့ဟောစားတဲ့မိရအောင်တော့အတိုင်းမီကံဝင်ဆောင်ဖို့ဆိုရ ိမိမှာဝယ်လို့တဲ့ကားမျိုးစားနဲ့မိမိတုံးမဲ့ budget မျိုးစားကိုဒီလိုမှာကျွန်တော်တို့ကအတင်းမှာရှိတဲ့ကျွမ်းကျင်တဲ့လူတွေအနေနဲ့ဝယ်ဆောင်မှုအနေနဲ့အတိုင်းမြေကန်ဆောင်ရွက်ပေးပါလို့ပါတယ်။အမှန်တကယ်ဝယ်ဆောင်မှုအနေနဲ့ကတော့ဒီ diagnostic machine တွေပေါ့နော်ဒါတွေနဲ့ကျွန်တော်ကောင်တာ၆ခုဖွင့်ပြီးတော့မှတရက်ကိုကားစီတရာအခမဲ့စစ်ဆေးပြီးတော့ပြုပြင်ပေးတော့မှာဖြစ်ပါတယ်။ဒီတစ်ခုကတော့ဂျာတဲ့ကားပြဝယ်တဲ့မတူဘူးထူးခြားတဲ့ဝယ်ဆောင်မှုအနေနဲ့ဖြစ်ပါတယ်။ပြုပြင်ဝယ်လို့တဲ့ကားကိုတရားထဲမှာပဲရွေးချယ်ဝယ်နိုင်တယ်။ စပယ်ယာပတ်နေရာတွေမှာရရှိနိုင်မယ်။အဲ့တော့ကျွန်တော်ကန်ဆန်းမဲ့တဲ့ဒီကျေစင်းသားတွေကြောင့်မလို့တကယ်ဆက်ပဲပေါ်လာတယ်။အဲ့တော့ entertainment တွေတဲ့တွေကြောင့်မို့သူတို့ entertainment တွေ recreation ပန်းကိနေတယ်ပေါ့။နောက်ကျွန်တော်တို့အနေနဲ့ဒါကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့အတိုင်းပင်နေတဲ့အတွက်ကြောင့်မို့လို့သူတို့တွေတော့အများကြီးတွေ့ရှိနေတယ်။ကားရောင်းချတဲ့အခါမှာအရေးကျစနစ်နဲ့ငွေပေးခြင်းမှုလည်းပါဝင်လာကြအောင်ဘန်စင်းလည်းဖွင့်ထားပေးတယ်လို့ကန်ဆန်းမဲ့တွေလည်းပါဝင်လာကြအောင်ကိုယ့်ရဲ့ budget နဲ့ကန့်ညီမဲ့ကားကိုရယူနိုင်ဖို့ ကျွမ်းကျင်သူတွေနဲ့လည်းတိုက်မြင်နိုင်တယ်လို့သူကဆိုပါတယ်။ပြပွဲအတွင်းမှာကောင်တာ၆ခုဖွင့်ပြီးကားစီရီတရားကို diagnostic machine တွေနဲ့အခမဲ့စစ်ဆေးပေးသွားမယ်အပြင်ပြုပြင်ပေးသွားမယ်လို့ဆိုပါတယ်။ကားဝယ်သူရောင်းသူနှစ်ဖက်ကြားလိုအပ်ချက်တွေကိုတခါတည်းဖြည့်ဆည်းပေးနိုင်ဖို့အခုပြပွဲကိုစီစဉ်လာပါလို့ဆိုပါတယ်။အောက်တိုဘာ30ရက်ကနေနိုဝင်ဘာ1ရက်နေ့ထိ၃ရက်ကြာကျင်းပမယ်ဒီကားပြပွဲမှာအဆိုတော်တွေမော်ရယ်တွေကလည်းအထူးအစီအစဉ်တွေကျင်းပမှာဖြစ်ပါတယ်။